မင်္ဂလာပါရှင်။လက်ဖေးဆိုင်တွေမှာစားရတဲ့အရသာအတိုင်းရတဲ့စမူစာကျွတ်ကျွတ်ရွရလေးကိုအိမ်မှာအလွယ်တကူကြော်စားလို့ရပါတယ်ရှင်။ပအဝင်ပစ္စည်းတွေကလည်းမများတဲ့အတွက်လောက်ရတာလည်းကူပါတယ်။အိမ်မှာကိုယ်တိုင်ကြော်စားတဲ့အခါကျတော့အများကြီးစားရပြီးတော့အကုန်ကျလည်းတတ်တာပါတယ်ရှင်။ပြီးတော့စီတက်တက်လေးနဲ့လည်းစားရတဲ့အတွက်ကျန်းမာရေးနဲ့လည်းညှို့ပါတယ်။လုံးလေးကိုမျှဝေပေးပါမယ်ရှင်။ ။ပါဝင်တဲ့ပစ္စည်းတွေကတော့စမုစာအရွက်ရဲ့၊အာလူးနဲ့ကျစ်သွင်းနေရဲ့၊ကျင်းတော်သိရွက်နဲ့မဆလာရုပ်ကိုအသင့်ပြင်ဆင်ထားပါတယ်။ခွာရပိသားအာလူးကိုတော့အသုံးသေးလေးတွေထည့်ထားလိုက်ပါမယ်။ ချစ်တုံလေးကိုလည်းပပလေးလိုက်ပြီးတော့အတုံးသေးလေးတွေဖြစ်အောင်ထည့်လေးလိုက်ပါမယ်သမူစာလေးကိုထည့်ဖို့အတွက်ဟင်းအနည်းချက်ပါမယ်။စီစုလာပြီဆိုရင်တော့အိုးမျက်နှာပြင်ကိုမကတ်စေဖို့အတွက်စီလေးတွေကိုမှွေပေးလိုက်ပါရစေ။ပြီးရင်လေးထားတဲ့ကျွတ်တွေထည့်ပါမယ်ရှင်။

ျင်းတို့တင်ရွက်ထဲပါမယ်။မဆလာလဲထဲပါမယ်ရှင်။ကျင်းတို့တင်ရွက်မထဲပဲနဲ့ဖူစီနန်ထဲပြီးလဲကြောကြပါရယ်။အိမ်ကလူတွေကပြင်းတော့တင်ရနဲ့ကြောတာကိုကိုကြိုက်ကြတာမို့လို့ပြင်းတော့တင်ရထည့်လိုက်တာပါရှင်။အာလူးလူးတော့အောင်လို့ရင်းနေနေချင်းစီထည့်ပြီးတော့ချက်ပေးရပါမယ်။ အားလုံးလို့လာပြီဆိုရင်တော့အရသာအပေါ်ငယ်မြည်ကြည့်လိုက်ပါမယ်။အရသာကလည်းအတော်ပဲမှုလို့အစာသွတ်မဲ့အားလုံးအနည်းကကျက်ပါလိမ့်ရှင်။သမူစာရွက်ကတော့အိမ်မှာပဲကိုယ်တိုင်လုပ်ထားတာပါ။သမူစာလေးကိုအာလူအနှစ်ထည့်ပါမယ်။ပြီးရင်တော့အခုလိုမျိုးလေးအစာသွပြီးခောက်လိုက်ပါမယ်။သမူစာရွက်လုပ်နည်းဗီဒီယိုလေးကိုလည်းအောက်မှာဖော်ပြပေးထားပါရဲ့ရှင်။ တွေ့ကံပေါ်အရင်ချိုးပြီးတော့အစာထည့်ပါမယ်ပြီးရင်တော့အလိုက်တင်လေးထိတ်ကလေးကိုဖုံးပြီးတော့နောက်တစ်ခေါက်ပြန်ခေါက်လိုက်ပါမယ် ပိုနေတာကိုညှက်လိုက်ပြီးတော့အတွင်းထဲကိုထည့်ပေးလိုက်ရင်တော့ရပါပြီ။အခုဆိုရင်တော့စမူစာလေးတွေအားလုံးခောက်ပြီးလို့ကြောလို့ရပါပြီရှင်။ စီဆူလာပြီဆိုရင်တော့ထည့်ကျော်လိုက်ပါမယ်။မီးအနေတော်နဲ့ပဲကြော်ပေးရပါမယ်ရှင်။အထဲကအစာတွေကကြက်ပြီးသားမှုလို့မီးလေးနဲ့ပဲအပြင်ကနေကျွတ်လာအောင်ကြော်ပေးရပါပြီ။ ချိုဝါရောင်လေးတွေဖြစ်လာပြီဆိုရင်တော့တစ်ဖက်နဲ့လေးပြီးတော့စက်ကြောထားလိုက်ပါမယ်ကနအကြမှာတော့နှစ်ဖက်စလုံးမှာ ရှူဝါရောင်လေးဖြစ်နေပြီဆိုရင်စကားလေးနဲ့ဆဲယူပြီးတော့စစ်ထားလိုက်ပါမယ်ရှင်။ဂျန်နဲ့စမူစာတွေကိုလည်းနောက်တူအိုးထပ်ကြိုလိုက်ပါရစေ။ ခုဆိုရင်တော့စမူစာကျွတ်ကျွတ်ရွရလေးစားလို့ရပါပြီရှင်။အခုလိုမျိုးအကုန်ကြတတ်တာပြီးတော့ကိုယ်တိုင်အလွယ်တကူလုံစားလို့ရတဲ့ဟင်းချက်နီးမုန်းလုံးနီးတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ channel လေးကို subscribe နဲ့ပြီးတော့အသစ်တင်တိုင်းသိရအောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးတော့ကြပါအောင်ရှင်။ချီရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။